မင်္ဂလာပါအဖဒီနေ့280ပြည့်တက်မလို့နေခန်းသားလေးမှာတက်မလို့သားဟောင်းတူအနေနဲ့တာဝန်ထမ်းဆောင်စင်တုံးကအမှတ်ရလေးတစ်ခုလောက်ပြောပြပေးပါရှင်။ဟိုကျွန်တော်ကတက်မလို့လေးကိုလေ1900%ခုနှစ်တည်းကစရိုက်တော့ကျွန်တော်ဟိုစစ်တပ်ကပတ်စပ်နေတာဟုတ်။1900%ဧပြီလ9ရက်နေ့မှာကျွန်တော်ကျောင်းဆင်းနေ။အဲမှာဟိုတန်တော်ရရှိစပ်ထားတာ။အဲ့တော့ဘယ်တော့ကျွန်တော်ဟိုတက်မလို့သားဟိုကနေတပေါင်း20ပြောအစိတ်လောက် အဲ့မြန်မာပြည်နှံပြချီလေးချင်းများတက်ပြီးတင်နန်းကြောင်းတွေဌာနချုပ်တွေဒီမှာကျွန်တော်တာဝန်မျိုးထမ်းဆောင်မှုပဲစစ်စေးတာဝန်ကာဝေးတာဝန်လူစုရေးတာဝန်ခုချူရေးတာဝန်အဲ့ဒီသူတာဆက်ပြီးဖြစ်နော်ဒီလိုအနိုင်ထားတော့အတရတော့အများကြီးပေါ့တော့ကျွန်တော်မြန်မာပြည်နှံပြလဲဟိုသွားဦးတယ်ကျွန်တော်တက်တရားကကကြီးအရန်တက်ဆိုတော့ပြီအနမ်မသွားဦးတယ်အဲ့ဒီတော့ရှိနေတဲ့ဒီလိုနဲ့တကဲအကောင်းဆုံးနဲ့လဲတွေ့ဘူးဆုံးတက်တော့မတရားအများကြီးပဲကျွန်တော်သတိရတာခင်ဗျားပြောလို့ကောင်းနေပေါ်လာတာ ာပေါ်လာလဲဆိုတော့ကျွန်တော်1996 April 9ရက်နေ့ကျောင်းဆက်တယ်အဲ့တော့1996ခုတည်းတည်းမှာ April လာတော့ကျွန်တော်ကပြည်နယ်စစ်စီဘွားတော့ကျွန်တော်မှတ်မိတာကပြ April 14ရက်နေ့ January အဲ့ဒီကာလမှာကျွန်တော်တိုင်ရင်ကတိုင်းပွဲညနေနေ့မှာရှိတဲ့နောင်တိုင်ဒေသတွေကိုရောက်နေတယ်အဲ့ဒီမှာကျွန်တော်တရင်ရပါလိမ့်တရင်ရရှင်းကြလေးကြဖို့လုပ်နေနေတယ် ဲ့ဒီနောင်တိုင်းဒေသမှာကျွန်တော် KNU နဲ့တိုက်ပွဲဖြစ်တယ်။တော်တော်ပြင်းထန်ပါကျွန်တော်တို့ကတစ်ဖွဲ့နှစ်ဖွဲ့ပေါ့ KNU ကအများရှိတာပါရှိကွန်းအဲ့တော့ဦးစီးတာကအခုအနောက်သွားတဲ့ KNU စုကြီးချုပ်ဘူဂျိုကြီးဂျော်နီပေါ့သူကြီးအဲ့တော့ဘူဂျိုကြီးဂျော်နီပုံသေးပေါ့ဒီသူသူဘူဂျော်နီဆက်တော့ကြည့်လာတော့ဒီစိုးနဲ့သွားပြီးရင်းဆိုင်ရတယ်တိုက်ပွဲတော်ပြင်းတယ်82နှစ်ကြီးတော့ဂျာဖင်အဲ့တိုက်ပွဲကညီကိုချုပ်လိုက်တော့ကျွန်တော်တနတ်ဆက်ဖွင့်ချက်အနေနဲ့အနေနဲ့ကျွန်တော်ဒီ ။ကောင်ရှိတာဆေးကိုဆွဲမှန်ရတယ်။အောင်ပေါ်လည်းမှန်ရတယ်။နောက်ကျန်ကိုရောက်ပြော။ရပ်ပုံမင်းလောက်ဆစ်ဆေးကို။အဲ့ဒီမှာကျွန်တော်တက်တင်ဘေ့စ်ဘောတည်စင်းမှဒီလာပွဲလောက်နေခဲ့ရတယ်။ကျွန်တော်ဒီကုန်းအနာကြနေတယ်။ဘာတက်တာလဲ။အဲ့ဒီမှာကျွန်တော်စပြီးတော့ဗျာဒါတော့အဓိကတာပြောနေတာမဟုတ်ဘူး။စပြီးတော့ဒီတရက်လေကျွန်တော်ဘာဆွဲထုတ်လို့ရတယ်ဆိုတော့ခုကလာနဲ့နိုင်စင်ကြည့်လိုက်ရအောင်နော်။ရင်းချမ်းနဲ့ဒေတာနဲ့ပြင်းနေတဲ့ဒေတာဒီပကြကန်းချက်နိုင်စင်ကြည့်။ရင်းချမ်းမှာရင်းချမ်းတော့ဒေတာမှန်ပြရတဲ့လူတွေရဲ့ခံစားချက် နေလူကတော့အသက်ဝင်းဝါးကြောင့်ပုံနဲ့မကြီးညာတဲ့ဒီတရီလားမှာရှိတဲ့သူကြီးရဲ့နေလူကကိစ္စအနိုင်กว่าတောင်းကနေသူတွေတမရကဦးစိတို့ကညီညာရေးကိုဖိတ်ခေါ်တဲ့စကားတွေဆိုတိုင်းပြည်မှာညီညာရေးထားပြီးတော့ဒီမျိုးကိုဒီလိုတဲ့ကျွန်တော်ချက်ချက်ကျွန်တော်ပွတ်ပြီးနောက်ဒီလိုနဲ့ကျွန်တော်အဲ့ဒီကတော့ကလေးစကားပြောလို့ရှိရင်စိတ်ဆိုးတာပေါ့ဆိုးဆိုးတယ်เนาะကျွန်တော်လည်းတနာမှန်နေကျွန်တော်တကယ်ကြီးတယောက်လည်းဒူလူစစ်တိတ်တို့ကဆင်းနေတယောက်လည်းတိုက်ပွဲကြမှာဆိုတော့နောက်ပိုင်းကျွန်တော် စုအပ်ပွဲတွေရောက်လေကြစုအပ်မှာကျွန်တော်တို့ကျောင်းစုဝင်ကြီးတောင်းထားဆောင်တဲ့ကောင်တာဝကကျွန်တော်ညဉ့်ညိုင်းလုပ်ငန်းစဉ်တွေလုပ်တယ်လုပ်တော့ကျွန်တော်တို့ကကျွန်တော်က KNU branch ကိုတာဝန်ယူရတယ်လို့ကျွန်တော်တို့ထဲမှာတော့ကိုအောင်ပြင်းတော့ဖြစ်ကြသွားမယ်အဲ့လိုတာဝန်ယူရင်လည်းကျွန်တော် KNU နဲ့ချိန်ဖောင်းများစွာကျွန်တော်နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့အဖွဲ့အစည်းနဲ့ချိန်ဖောင်းများစွာစကားပြောရတယ်ဒါပေမဲ့ပါတီတွေ့တယ်ဆိုတော့ကျွန်တော်တို့ရအကျိုးရှိကြတာပုံပုံလေးတော့ဂျုံကြီးရဂျုံကြီးရကိုဆောင်ရွက်ရတာကျွန်တော်အဲ့တော့တက်မတော်သားဖြစ်နေလို့သူကလည်း KNU ဖြစ်နေလို့ တစ်ဖက်တည်းကျွန်တော်ကကြောင်းစရာဖြစ်နေသူနဲ့တွေ့စရာကြောင်းပြီးနော်ကျွန်တော်ကဆေးဝါးနာဖြစ်နေသူနဲ့တွေ့စရာကြောင်းပတ်တွေ့တယ်ပြကြတဲ့ခက်ကြဘာဖို့တူလဲဆိုတော့အဘောအဲ့ဒါကိုအရင်ကနာကြီးတဲ့စိတ်ကိုပြန်ပြီးတော့စဉ်းစားနေပဲအတိတ်ကိုပြန်ပြီးတော့တူးဆွနေပဲဆိုရင်ရှေ့ကိုသွားလို့ပြရပြီဒီချက်ကျွန်တော်ဆွဲနှုတ်လို့ရတယ်နော်အဲ့ဒီနောက်ပိုင်းမှာဒီညင်းညောင်းမှုကြောင့်ကျင်းတယ်ပြီးတဲ့မှာကျွန်တော်ဝီနီကွာကောင်းစီပေါ့ပြန်ရှိပြီဒါဒုတိယသုံးသက်ချက်တတိယအခုအများပြောရကြသလိုပေါ့ဗျာ ဒါရောကြောင့်သူမရှိဘူးဒါရောမိတ်ဆေမရှိဘူးအများနာအကျိုးစီးပွားတာရှိတယ်တိုးတော်လေဒီအများနာအကျိုးစီးပွားဆိုတာကဘသူ့ practice to what did အတိတ်ကံပြည်သူတွေအကျိုးစီးပွားတာဖြစ်တယ်အဲဒီတော့ကျွန်တော်နဲ့ညီငယ်စကားပြောခဲ့တဲ့ KNU ကဒုတိယကောင်းဆောင်စလို့ကွထူးကတော့အနေနဲ့ Kindle တည်တယ်ဥက္ကဋ်တည်တယ်အဲ့တော့ဘသူ့အတွက်အကျိုးစီးပွားလဲဆိုတာစဉ်းစားဖို့တော့ခဏတိုက်ပြာကျွန်တော်တို့လွတ်လိုက်ရပြီးတည်းကလွတ်လိုက်နေတူတွဲပါလာတဲ့ပြည်တွင်းနိုင်ငံပြည်သူတွေအခုတည်းမကြုံရတဲ့အခုနိုင်ငံတော်ကလည်း ဒီနေ့ဆိုတိတ်နေတာထူးခြားကိုသူးစားလာတယ်။အဲ့ဒီအခွင့်အခါကိုကျွန်တော်အားလုံးပြည်ကြပြောကျွန်တော်နိုင်ငံကျွန်တော်ဒီကျွန်တော်ဒေသခံဒီကို juicy ဝါတွေနားလည်ပြည်နေဝိုက်တို့ကြောက်ကောင်းစစ်ကဆိုးရတဲ့တောင်းနားလည်ကြဖို့ဘူးဘီကျွန်တော်ကျေးဇူးတော် is the